မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ၏ကနယ်လီစစ်စခန်းကို KNL ကညာတွင်ကျင်းတိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့တောင်ပန်းထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ၏ကနယ်လီစခန်းကို KNL ပူးပေါင်းတပ်ဖွဲ့ကရမန်နီညာတွင်ကျင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ်။ အကျံပစစ်ကောင်စီတပ်၏ကနယ်လီစစ်စခန်းကိုမေလ22ရက်နေ့ကလေးကတိုက်ခိုက်နေခြင်းဖြစ်ပြီးယမန်နီမေလ29ရက်နေ့ညပိုင်းတွင်အပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KNL စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်ရှမန်နီနယ်နယ်ပိုင်း DGB ဌာနချုပ်စုံစည်းမြိုင်ကျေးရွာသို့ရောက်ရှိလာသည့်အင်အား82ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပိသက်ချေမုံတိုက်ခိုက်ခဲ့ပြီးနောက်ရှမန်နီညပိုင်းစစ်ကောင်စီတပ်၏ခနဲလေးစခန်းကို KNLA ပူးပေါင်းတပ်များကသိမ်းပိုက်ခဲ့ခြင်းဖြစ်ပါသည်။ KNU ကမလဧပြီလနဲ့ယခုမေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီ၏ပူလူတူခလဲတီတခေါ်ပီခွေမော်ဖားသူစခန်းတာလေစခန်းမေလစခန်းမော်ဖိုးကေစစ်စခန်းနဲ့ဗလဲတူစခန်းများကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးယခုနောက်ဆုံးတွင်ကနဲလီစခန်းကိုပါတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။လက်ရှိကရင်ပြည်နယ်အတွင်းမြဝတီဖရဲသုံးစုကော့ကရိတ်ကြုံတို့ဖာပွန်တန်တောင်ဒေသများတွင်လည်းအချမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်တပ်များအကြားထိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။ ဆလပင် KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့တွင်အရေးပေါ်ဆင်းသက်ခဲ့သောစစ်တပ်ရဟတ်ရင်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သည့်ဓာတ်ပုံမှတ်တမ်းထုတ်ပြန်နေဆရတဲ့င်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့နယ်တွင်စကခ27ထံသို့စစ်ကူရိတ်ကနေရဲနဲ့ခရမ်းများလာပို့သောစစ်ရဟတ်ရင်များကို KIA ကပြစ်ခတ်ခဲ့မှုကြောင့်ရွှေကူမြို့တွင်အရေးပေါ်ဆင်းသက်ခဲ့သောစစ်ရဟတ်ရင်တစီကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သည့်ဓာတ်ပုံမှတ်တမ်းများကို KIA ကထုတ်ပြန်ခဲ့ပါတယ်။ မေလ20ရက်နေ့ဗမော်တို့စစ်ကူလာသောစစ်ရဟတ်ရင်3စီအနက်မှ2စီကို KIA ကပြစ်ခတ်ခဲ့ရာရဟတ်ရင်2စီမှာရွှေကူမြို့နယ်တောထဲတွင်ပြတ်ချခဲ့ပြီးကြံရဟတ်ရင်2စီမှာရွှေကူမြို့ခလရ56တွင်အရေးပေါ်ဆင်းသက်ခဲ့ရသည်အဆိုပါအရေးပေါ်ဆင်းသက်ခရသောရဟယင်ကိုမေလ22ရက်နေ့ KIA KVDF ပူးပေါင်းတပ်များက drone ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း drone ဖြင့်ပုံကျဲမှုကြောင့်အရေးပေါ်ဆင်းသက်ထားသောရဟယင်အပြင် အနေတွင်ယဟန်ယင်ကိုလုံခြုံရေးယူလာရောက်ပြင်ဆင်ကြသောစစ်ကားများကိုပါထိမှန်ပျက်စီးသွားကြောင်းသိရပါတယ်။ရွှေကူခလာရ56မှာအရေးပေါ်ဆင်းသက်ရနာထားတဲ့ MI70 ယဟန်ယင်ကိုမေလ22ရက်နေ့မှာ KIA KPDF ကဒရုန်းနဲ့ပုံသွားချဖျက်ဆီးလိုက်တယ်။ယဟန်ယင်ကရစရာမရှိဘူးပျက်စီးသွားတယ်ပြင်လို့မရတော့ဘူးယဟန်ယင်ကိုဒရုန်းနဲ့၃ချိန်ပုံချတယ်။ ဆူဆိုက်ဒရုန်းနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ပါတယ်ဟု KIA သတင်းရင်းမြစ်ကပြောဆိုပါတယ်။ KIA ၏ပစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်တောရဲတွင်ပြတ်ကျသွားခဲ့သောစစ်ကောင်စီ MI-70 ရဟတ်ယာဉ်တွင်မူစစ်သား16လောင်းနဲ့မိလောင်ပြက်စီးသွားသောလက်နက်14လက်သိမ်းဆည်းရရှိခဲ့ပြီးရဟတ်ယာဉ်မူဘိုကြီးမျိုးထက်အောင်အလောင်းကိုမူအကောင်ပကတိအတိုင်း KIA ကရရှိခဲ့ပါတယ်။ဆလပင်ဖားကန်ဒီတာကံများအောင်စစ်တပ်အကြံဖက်ဖန်ဆီးနေကြောင်းကချင်လူအခွင့်အရေးအဖွဲ့ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဖားကံမြို့နယ်တွင်စစ်ကောင်စီလက်နက်ကြီးကြောင့်ကလေးငယ်နှစ်ဦးသေဆုံးသွားပြီးစစ်ကောင်စီစစ်ကြောင်းကဒိသာကံပြည်သူများအားအကြမ်းဖက်ဖမ်းဆီးနေကြောင်းကချင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကချင် Human Rights Watch KHRW ကထုတ်ပြန်ပါတယ်။ဖားကံမြို့နယ်လုံခင်းဒေသသို့ရောက်ရှိလာသည့်စစ်ကောင်စီစစ်ကြောင်းကမေလ29ရက်နေ့ညတွင်လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ဆိုင်းဖရာရွာမှာစစ်ဘေးရှောင်တဲအိမ်ပေါ်သို့ကြရောက်ပောက်ကွဲပြီးကလေးနှစ်ဦးသေဆုံးခဲ့ပါတယ်။အသက်၁၀နှစ်နဲ့၁၂နှစ်အရွယ်ကလေးနှစ်ဦးသေဆုံးခြင်းဖြစ်ကြောင်း KHRW ကထုတ်ပြန်ပါတယ်။ထို့အပြင်မေလ28ရက်နေ့နံနက်ပိုင်းတွင်လည်းစစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင်းဒုံခင်းကျေးရွာအဝင်ရှိလေပြင်းတံတားနှင့်နေအိမ်အချို့ပျက်စီးသွားခဲ့ပြီးဒေသခံပြည်သူလူထုကိုလည်းမတရားအကြမ်းဖက်ဖမ်းဆီးနေကြောင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီစစ်ကြောင်းကလုံခင်းထဲမှာမှွေနေတဲ့နေ့လယ်ကတယောက်အပြစ်သက်ခံရတယ်။ခုနှစ်ယောက်ဖမ်းသွားတယ်။အပြစ်မထွက်ကြဖို့တတိပေးနေကြတဲ့အချင်းချင်း ှင်ဟုလုံခင်းဒီကတာကန်တအူးကပြောပါရယ်မေလ28ရက်နေ့နဲ့အစောပိုင်းတွင်လုံခင်းရဲချက်စက်ရုံမှထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းကို KIA PDF ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါရယ် တိုက်ခိုက်ခံရပြီးနောက်စစ်တပ်စစ်ကြောင်းဒီလုံခင်းတန်တရာဟောင်းထိတ်တွင်တက်ဆွဲပြီးအယက်သားများအားဖမ်းဆီးခဲ့သည်။ဖမ်းဆီးထားသည့်အယက်သားများကိုတိုက်ပွဲအတွင်လူသားတိုင်းလုံနေကြောင်းဒေသခံတအူကပြောပါရယ်။ညနေပိုင်းတွင်နံနက်ပိုင်းကကဲ့သို့တိုက်ပွဲပြင်းပြင်းထန်ထန်မဖြစ်ပွားတော့လေတနက်ပစ်ခတ်တံများကြားနေရစေဟုဒေသခံတချို့ကပြောပါရယ်။စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေသည့်လုံခင်းသည်ဖားကန်နှင့်သုံးမိုင်ကျော်သာဝေးသည်။လုံခင်းမော်စီစာနံမဖြစ် ဖားကက်လန်မော်စီစာစောင်းချိန်အမိုက်ပုံ ဖားကက်လန်လုံခင်းငင်းချမ်းတာယာမလန်းနမဖြစ်ဖားကက်လန်တို့ရှိသည်စစ်ကောင်စီသည်လုံခင်း၌ပင်ရှိသေးပြီးဖားကန်တို့မြည်သည့်လမ်းမှသွားမိကိုမသိရသေးပေစစ်ကောင်စီစစ်ကြောင်းလုံခင်းရွာအနီးရောက်ရှိလာ၍ ခုခံတိုက်ပွဲများတိုက်ခိုက်နေပြီးဒေသခံများစည်ရေးတည်ပြုနေထိုင်ကြရန်စည်ရေးတည်များအဆက်မပြတ်နှာဆွင့်နေကြရန်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောခွင့်ရပုံမူးကြီးတော်ဘူးကပြောကြားထားသည်လုံခင်းနှင့်ဖားကန့်ပတ်ဝန်းကျင်တွင်တိုက်ပွဲများဖြစ်ပွားလာနိုင်၍ဘေးလူရသို့အရှိန်မီရှောင်ကြရန်နှင့်စည်ရေးတည်ရှိကြရန် KIA PDF တပ်ဖွဲ့ဝင်များကတတိပေးထားသည် ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လကစိုင်းတောင်ရွာအား KIA PDF ကတင်ယူသည့်တိုက်ပွဲ၌စစ်ကောင်စီသည်တန်ကားတော့အချို့အပါဝင်အယက်သားများကိုဖမ်းဆီးပြီးလူသားတိုင်းအဖြစ်အသုံးပြုခဲ့မှုသည်ဆက်လက်ပြီးစကိုင်းမြို့တွင်ငလင်ကြောင့်ပြိုကျပျက်စီးနေသောဂတ်တန်းပလီကိုပြင်ဆင်ခွင့်မပေးတော့ဘဲစစ်ကောင်စီကအာရမချိတ်ပိတ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းစကိုင်းမြို့တွင်မလ28ရက်နေ့ငလင်းကြီးကြောင့်ဖြူချပြည့်စည်နေသောခက်တန်းပလီကိုပြင်ဆင်ခွင့်မပေးတော့ပင်စစ်ကောင်စီကအာရမချိတ်ပိတ်လိုက်ကြောင်းစကိုင်းမြို့အစလန်အတိုင်းဝိုင်းကပြောပါရယ်မီလာလေပိုင်းတွင်စေကောင်စီကငလင်းကြောင့်ပြူကြပျက်စီးနေသောဇကိုင်းကတန်းပလီကို၃ရက်အတွင်းဖယ်ရှားပေးရမည်ဟုအမိန့်ထုတ်လာပြီးမီလာ၂၈ရက်နေ့ညနေပိုင်းတွင်အပိသက်အာဓမချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါသည်။ဇကိုင်းမြို့မှာအစလန်ပါတာဝင်များ၏ဝိပုကိုကွယ်ရာကတန်းပလီကျောင်းသည်ရဲစခန်းဝင်အတွင်တည်ရှိခြင်းဖြစ်ပြီး စကိုင်းမြို့မှရဲစခန်းနှင့်ကက်လျက်ရှိနေသောရင်းပလီမှာနှစ်ပေါင်း120ကျော်တပ်တန်းရှိနေပြီဖြစ်ကြောင်းဖလီမြင်းနှင့်ရဲစခန်းမြေနှစ်ခုစလုံးကိုကိုလိုနီခေတ်ဗြိတိရှအိန္ဒိယဘယင်ခန့်၏စုတစိတ်ရရှိခဲ့သူမေဂျာရဟန်ဘတ်ကအလူတဦးရဲ့အနေဖြင့်1902ခုနှစ်တွင်ဝယ်ယူလူဒန်းခဲ့ခြင်းဖြစ်ကြောင်းမြေပိုင်ဆိုင်မှုမှာအလူရှင်တဦးတဲ့ကတက်ဆက်တဲလူဒန်းခဲ့ခြင်းဖြစ်ကြောင်းမလ28ရက်နေ့လှုပ်ခတ်ခဲ့သောငလျင်ကြောင်း ဖလီကျောင်းတော်ကြီးမှာပြိုကျပျက်စီးခဲ့ရပြီးဖလီကိုပြင်ဆင်ရန်ကြိုးပမ်းနေချိန်စစ်ကောင်စီကအာရမချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။စကိုင်းကတန်ဖလီကိုဖေရှားရန်အမိန့်ကိုပေးဖြတ်ပေးရန်အစလန်အတိုင်းဝိုင်းကနေပြီးတော့အထိစတင်ပြခဲ့တော်လဲမြေပိုင်ဆိုင်မှုနှင့်အထောက်ထားခိုင်မာသည့်ကြားမှာစစ်ကောင်စီကအာရမချိတ်ပိတ်သွားခြင်းဖြစ်ကြောင်းနလင်ကျောင်းပြိုကျနေသောဖလီကိုပြင်ခွင့်မပေးဘဲစစ်တပ်ကချိတ်ပိတ်သိမ်းယူသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ မလ28ရက်နေ့ငလင်ကျောင်းမန္တလေးစကိုင်းအပါအဝင်လူကြီးများတွင်ပလီကျောင်းတော်90ကျော်ပြိုကျပျက်စီးခဲ့ပြီးစစ်ကောင်စီကပြန်လည်ဆောက်လုပ်ခွင့်ပြိုပျက်ခွင့်များကိုအထူးတင်းကျပ်စီစဉ်နေကြောင်းတို့ရတွင်စကိုင်းမြို့မှကတန်းပလီကိုမှပြင်ဆင်ခွင့်မပေးတော့ဘဲအပြီးသက်ချိတ်ပိတ်သိမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ် စစ်ကောင်စီကငလင်ကြောင့်ပြိုပြတ်သွားသောဗုဒ္ဓဘာသာဖျားစီတီပထိုးနှင့်ကျောင်းတိုင်များကိုမူစိုက်နှစ်သက်သလိုပြန်လည်တီထားခွင့်ပေးထားတော်လဲပလီနှင့်ခရိယံဖျားရှိကိုကျောင်းများကိုမူမူလတိုင်းသာဆောက်လုပ်ရန်ဆောက်လုပ်ခြင်းနှင့်ပြိုပြတ်ခြင်းများကိုလည်းစစ်ကောင်စီကခွင့်ပြုမှသာလှုပ်ဆောင်ရန်ညွှန်ကြားထားကြောင်းစကိုင်းခက်တန်းပလီကိုမူပြည်ထနာတစုံတရာမရှိဘဲမြေပိုင်ဆိုင်မှုအထောက်အထားများအခိုင်အမာရှိသည့်ကြားမှသိယူသွားခဲ့ကြောင်းသိရှိရပါသည်ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။